တမိုင်းမှာပထမဦးဆုံးမြန်မာဒီမိုကရေစီခေါင်းဆောင်ထောင်လန်းစုကြည်နဲ့တွေ့ခဲ့တဲ့ပုံအမေရိကတိုက်ရဲ့ပထမဦးဆုံးပုတ်ရဟန်းမြင့်ကြီးဖြစ်ခဲ့တဲ့ပုံကိုနောက်တစ်ခုကတမိုင်းမှာပထမဆုံးဂျေဆုပုတ်ရဟန်းမြင့်ကြီး ဖြစ်ခဲ့တဲ့ပုံကိုသူအကြောင်းကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်โอเค သူကတော့ George Mario Bagoli ကိုပဲဖြစ်ပါတယ်။သူကတော့ပြီးခဲ့တဲ့ဂျက်တက်တစ်ဖက်ကပဲအဲတည်ဆုံသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီလာမဲ့အဲ28ရက်နေ့29ရက်နေ့ကျရင်သူရဲ့နာရီအခမ်းအနားရှိရပါတော့။အဲတော့အဲဒီတမိုင်းမှာတကယ်ဘယ်လိုပြောမလဲတမိုင်းမှာတကယ်မှတ်တမ်းတင်ခဲ့တဲ့ပုံပုံကြီးရဲ့အကြောင်းကိုပြောမှဖြစ်တဲ့အတွက်သူရဲ့ biography လို့ကျွန်တော်တို့ပြောမှရမယ်ပေါ့။အဲ့တော့သူရဲ့ biography ကိုကျွန်တော်တို့လိုက်ကြည့်လိုက်ကြရအောင်။ပုတ်ရဟန်းမင်းကြီး Francis George Mario Bergoglio ကို1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့အာဂျင်တီးနားနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ Roman Catholic Church ရှိ266ဆမြောက်ပုတ်ရဟန်းမင်းကြီးဖြစ်ပြီးတော့အမေရိကတိုက်မှာပထမဆုံးသောပုတ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ဂျေဆုအမေကြီးအဖွဲ့ဝင်တအူဖြစ်ပြီးတော့ 2023ခုနှစ်မတ်လ23ရက်မှာပဲပုတ်ရဟမင်းကြီးဖြစ်လာခဲ့ပါတယ်။ Francis Jorge Mario Bagolio ကသမိုင်းတွင် ပထမဆုံးဂျီဆုပုတ်ရဟမင်းကြီးဖြစ်ပါတယ်။ပုတ်ရဟမင်းကြီး Francis ကကက်သလစ်ဘာသာရဲ့အကျိုးကိုသာမကဘဲနဲ့လူလောကအကျိုးကိုလည်းတည်ပူခဲ့သူဖြစ်ပါတယ်။တဘာဝပုံဝင်ခြင်းထင်းသိမ်းကာကွယ်ရေးဒုခွင့်ရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေကိုလည်းအလေးပေးဆောင်ရွက်ခဲ့ပါတယ်။ ူဟာ2019ခုနှစ်မှာမြန်မာနိုင်ငံကိုလာရောက်လေပတ်ခဲ့ပြီးတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါသေးတယ်2024နှစ်ကုန်ပိုင်းကလေးကစမရေးအားနည်းလာတဲ့ပုံရံမင်းကြီးဟာလူမြင်ကွင်းမှာတော့မတွေ့ရတော့ဘဲနဲ့စေကူတာမှုတွေခံယူခဲ့ရပါတယ်လက်ရှိမှာတော့ပုံရံမင်းကြီးရဲ့ရုပ်ကလပ်ကိုဗာတီကန်က စိတ်ပြီးတာချက်ချောင်းပါပဲလူအများကြီးညွန်လာအောင်ပြသထားပါတယ် ဇာပနာပွဲပြီးသွားတဲ့နေ့တပြိုင်တည်းပုံရံမင်းကြီးအစ်စ်ရွေးချယ်ပွဲကိုလည်းကျင်းပတော့မှာဖြစ်ပါတယ်။ဒီရွေးချယ်ပွဲကိုတော့အစင်လာရ16ချက်ကျောင်းထဲမှာပဲလှုပ်ဝက်စွာလှုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ပုံရံမင်းကြီးအစ်စ်ဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့အထက်မှာမြန်မာနိုင်ငံကကာဒီနယ်ချာမောင်ဘိုကလည်းအပါဝင်ပဲဖြစ်ပါတယ်။ Okay ဗီဒီယိုလေးကိုအဆုံးထိလက်ကြည့်ပြီးတော့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာတင်ပြကြပါမယ်။ဟုတ်ကဲ့။ Bye bye. Peace out.